ိမိတို့ရဲ့နေအိမ်မှာဖျားတောက်တော်ရင်စက်ကလူတန်းနေတဲ့ဓမ္မမိတ်ဆွေတွေပါတယ်ဆိုရင်ဒီဗီဒီယိုကိုစောင့်အောင်ကြည့်သွားလိုက်ပါဖျားတောက်တော်ရင်စက်ကလူတန်းကျင်တယ်သုံးဆောင်တော်ရင်စက်ကလူတန်းကျင်တယ်ဘယ်လိုလူတန်းရမလဲဆိုတာတွေကိုမသိတဲ့လူတွေဒီဗီဒီယိုကိုအဆုံးထိကြည့်သင့်ပါတယ်။ဘာကြောင့်ကြည့်သင့်တာလဲလို့ပြောရင်တချို့ကမာရင်းစာနဲ့ အထင်မှားနေကြတဲ့အတွက်ကြောင့်ဒီဗီဒီယိုကိုစိုးအောင်ကြည့်တင်တာပါအဲ့တော့ဦးဇင်းတို့တွေဓမ္မမိတ်ဆွေတို့တွေဗုဒ္ဓဘာသာဝင်တော်တော်များများဟာဘုရားကျောင်းတော်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုစွမ်းပန်းရင်ပြီးအစရှိတဲ့ပြင်စက္ကန့်လူတိုင်းကြတယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားတောက်တော်ကြီးဆိုပြီးတော့မှ ကတ်တဲ့နေရာမှာ တချို့က၃ွက်တင်တာရှိတယ်၅ွက်တင်ကြတာရှိတယ်ပေါ့နော်စက္ကန့်ကြတာရှိတယ် အဲ့လိုတင်တဲ့နေမှာတချို့က၃ခွက်ဆိုရင်ဖရာတရားတန်ခါဆိုပြီးယတနာ၃ပါးကိုအတွက်ရည်စူးပြီးတော့မှလူတယ်ဆိုပြီး၃ခွက်တင်ကြတယ်ပေါ့တချို့ကတော့လည်း၅ခွက်ဖရာတရားတန်ခါမိဘဆရာကိုရည်စူးပြီးတော့မှလူတန်းကြတယ်အဲ့တော့ဘယ်လိုရည်စူးတာလဲမိဘတွေတောက်ဖို့အတွက်ကိုတစ်ခွက်တင်တာလားဆရာတွေတောက်ဖို့အတွက်ကိုတစ်ခွက်ကတ်ထားတာလားဖရာចောင်းတော်ပေါ်မှာမြတ်စွာဘုရားရဲ့ရှိမှာပဲဖရာတရားတန်ခါမိဘဆရာအဲ့ဒီလိုမျိုးကတ်ထားတာလား အဲ့လိုကတ်တဲ့ဆိုင်တော့မားပါတယ်။ဘာကြောင့်မားတယ်လို့ပြောရတာလဲဆိုတော့မိဘကိုတောက်စေခြင်းလို့မိဘအတွက်မိဘတွေတောက်ဖို့မိဘတွေမရှိတော့လို့ဆိုပြီးတော့ရည်စိုးပြီးတော့လူလာလာဒါမှမဟုတ်ကိုကကိုမိဘတွေမရှိတော့လို့ကိုမိဘတွေမလူတန်းနိုင်လို့မိဘတွေလူတန်းတဲ့အနေနဲ့ဒီတောက်တော်ရည်ဘွက်ကိုကတ်တာလားအဲ့တော့ဘယ်လိုရည်ရွယ်ချက်နဲ့ကတ်တာလဲဒါကအရေးကြီးတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ကဒီတောက်တော်ရည်၅ဘွက်ကတ်တဲ့နေရာမှာမျက်နှာတက်တော်ရည် လက်စေးတော်ကြီးခြေစေးတော်ကြီးသုံးဆောင်တော်ကြီးဒါမျိုးပုံစံမျိုးနဲ့ကိုကကတ်တယ်ပေါ့နော်အဲ့တော့တောက်တော်ကြီးမျက်နှာသစ်တော်ကြီးလက်စေးတော်ကြီးခြေစေးတော်ကြီးသုံးဆောင်တော်ကြီးအဲ့ဒီ၅မျိုးရည်မှန်းပြီးတော့ကတ်ရမှာဖြစ်တယ်တကယ်တမ်းကသုံးခွက်ကတ်တယ်ဆိုတဲ့လူတွေကလည်းမျက်နှာသစ်တော်ကြီးတောက်တော်ကြီးသုံးတော်ကြီးပေါ့ကိုကတ်ချင်တဲ့သုံးဆောင်တော်ကြီးတောက်တော်ကြီးကိုရည်ရွယ်ပြီးတော့မှကတ်လို့ရတယ် အဲ့တော့မိဘတွေအတွက်ကိုတောက်စီခြင်းလို့မိဘတွေအတွက်ကိုကတ်တယ်ဆိုရင်တော့မိဘတွေရဲ့ပုံကိုထားပြီးတော့မှအဲ့ဒီပုံပေါ်မှာပဲအဲ့ဒီပုံရှိမှာပဲအဲ့ဒီတောက်တဲ့ဘက်ကိုကတ်ကြရမှာဖြစ်တယ်အဲ့တော့တချို့ကလည်းမျက်စောဖရားနဲ့ဖရားနဲ့တကိုင်းနဲ့ထားတယ်ဆိုပြီးတော့မှမိဘရဲ့ပုံတော်တွေရုပ်ပုံတွေပေါ့လေမိဘရဲ့ရုပ်ပုံတွေပကြီကားတွေဒီဓာတ်ပုံတွေကိုဖရားကျောင်းတော်မှာတင်ထားကြတာတွေလည်းရှိတတ်တယ်